မင်္ဂလာပါရှင်ရေဝံကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဆရာနာတင်ထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်ကတောက်ပံ့ငွေနဲ့ချင်းငွေတွေမပေးရဲ No New Burma Fund at Co American Outlook တို့ကဒီပြုဆရာနာတင်ထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်ကတောက်ပံ့ငွေနဲ့ချင်းငွေတွေမပေးရဲ No New Burma Fund at Co American Outlook တို့ကဒီပြုလိုက်တယ်။ဒီဇင်ဘာလတရနေ့အမေရိကန်အောက်လွှတ်တော်ကမြန်မာနိုင်ငံကိုရန်ပုံငွေအသစ်မပေးဥပဒေကိုအတည်ပြုလိုက်ခြင်းဖြစ်ပြီးထောက်ခံမဲ့385မဲနဲ့ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်း အဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ်နီကီမဝီလျံစ်ကတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရန်ပုံငွေအစ်စ်မပေးဥပဒေဟုအမည်ပေးထားတဲ့အဆိုပါဥပဒေမှာကမ္ဘာဘဏ်ကဆရာနာတင်ထားမြန်မာနိုင်ငံကိုငွေကြေးထောက်ပံ့မှုတွေကိုရယ်ဆိုင်ထားရွေးထားကြောင်းအ धिक ရွေးချယ်မှာနိုင်ငံတကာပြန်လည်တည်ဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှတက်စင်မြန်မာနိုင်ငံကိုငွေကြေးဆိုင်အကြိကဝေးသည့်တွေသို့မဟုတ်ငွေပေးချေမှုအစ်စ်တွေမှာအမေရိကန်ပြည်သူပါဝင်ခြင်းမရှိစေတာဆင်ရဖြစ်ကြောင်းထို့ကဲ့သို့ရန်ပုံငွေရယ်ဆိုင်မှုမှာ 2021ခုနှစ်ဒီမိုကရေစီနေ့ကြရွေးချယ်တင်မြှောက်ထားတဲ့ဆွေရကိုဖြုံချာကစစ်တပ်မှအာဏာသိမ်းခဲ့မှုကိုတန်ခတ်ရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။ဆိုပါဥပဒေအရအမေရိကန်ဗန်နိုင်းဝင်ကြီးနေဖြင့်ကမ္ဘာပန်ရှင်အမေရိကန်အမှုဆောင်ဒရိုက်တာကိုမြန်မာနိုင်ငံသို့ရန်ပုံငွေပန့်ပိုးမှုတွေကိုတားမြစ်ညွှန်ကြားခွင့်အနှင်းထားကြောင်းရှင်းဥပဒေကြောင့်မြန်မာနိုင်ငံနေဖြင့်ကမ္ဘာပန်ထံကနေကြီးငွေသို့မဟုတ်ထောက်ပံ့ငွေရရှိမည်မဟုတ်ပဲရှင်ကဲ့သို့နိုင်ငံတကာရန်ပုံငွေတွေကိုဆိုင်းငံ့ထားခြင်းဖြင့် စစ်တပ်အနေနဲ့ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖိအားပေးခြင်းဖြစ်ကြောင်းနိုင်ငံတကာဗန်နာရေးအရင်းမြစ်တွေကိုမြန်မာစစ်တပ်ထံကိုမရရှိစေရည်ကြောင်းသိရတယ်။အမေရိကန်အောက်လွှတ်တော်မတ်ရမ်ကင်းကစစ်တပ်ကအာဏာတရားမဝင်သိမ်းယူခဲ့တာ၅နှစ်နီးပါးရှိလာတဲ့အမြမြန်မာနိုင်ငံမှာမငြိမ်သက်မှုတွေလက်မိုးထားတယ်။မြန်မာစစ်အာဏာရှင်ကြောင့်ဖြစ်ပေါ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြမ်းတွေကနိုင်ငံတကာဗန်နာရေးဖွဲ့စည်းမှရန်ကုန်ရေကိုတောင်းဝယူစာတင်စီထားဖို့တို့မဟုတ်အခုညီတွေကိုလိုအပ်ဆုံးသောလူဖွဲ့စည်းထံပေးဖို့စစ်တပ်ကိုယုံကြည်လို့မရဘူးလို့ပြောပါတယ်။ ဆက်လက်ပြီးစစ်တပ်နဲ့လက်တွဲညီသူကိုသာမဲထန်စေကောင်းဆောင်မရလိုက်မရှင်းမယုံမဲဆွဲဒီမိုကရေစီစနစ်ပြည့်စည်အောင်လက်နက်နဲ့အာဏာသိမ်းလိုက်တဲ့အကြမ်းစစ်ကောင်ဆောင်မရလိုက်ကဒီမိုကရေစီနိုင်ငံတစ်ခုမှရွေးကောက်ပွဲကအလွန်အရေးကြီးတဲ့အတွက်စစ်အုပ်စုနဲ့လက်တွဲညီသူကိုသာမဲထဲဖို့မရှင်းမယုံပြောကြလိုက်ပါတယ်မနေ့ကမန်လေးတိုင်းပြည်ဦးလေးမြို့နယ်နိုင်ငံဝင်တဲ့တက္ကသိုလ်ရဲရရှိလေးကျင်းစည်းပင်စင်းနဲ့ဗဟိုမီတဲ့တင်တဲ့အကြောင်းကတင်တဲ့သားတင်တဲ့သူတွေနဲ့တွေ့ဆုံချိန်မှာခုလိုမရှက်မညွတ်မဲဆွဲပြောကြားလိုက်တာဖြစ်ပါတယ်။တင်တဲ့သားတင်တဲ့သူ ဝန်ထမ်းတွေအနေနဲ့ဆန္ဒမဲပေးရမှာတိုင်းပြည်နယ်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒုတောင်ရေတုံမကိုလိုက်နာဆောင်ထိန်နိုင်သူနဲ့စစ်တပ်ကနိုင်ငံတော်တည်ရှိနေသည့်တီရှိနေမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်လို့စစ်တပ်နှစ်သားဆန္ဒဖြစ်ပြီးလက်တွဲနိုင်သူတွေကိုဆန္ဒမဲပေးရလွယ်လို့အချက်ပဲစစ်ကောင်စောင်းမြောက်လိုက်တာဆိုတဲ့ဒါအပြင်ရွေးကောက်ပွဲအတူမှာစေအုပ်စုစီစဉ်ထားတဲ့မြမအီလက်ထရောနစ်မဲပေးစနစ်နဲ့မဲပေးရမှာဖြစ်ပြီးဒီမဲပေးစနစ်ကဘယ်မဲပြုလုပ်လို့မရပဲပါတီတစ်ခုခုကိုမဖြစ်မနေမဲပေးရမှာဖြစ်ပါတယ် အကြမ်းဖက်ဆဲအုပ်စုကနေစစ်ဝင်ဆောင်ချွတ်အရဲဝင်လဲထားတဲ့စစ်ဗိုလ်ချုပ်တွေကလည်းစစ်တပ်ကြောတနောက်ခံပြူထားတဲ့အကြမ်းခံရေးပါတီတဲမှာကိုယ်စလဲလောင်းနေဖြစ်အယောက်20နီးပါးဝင်ပြိုင်မှုရှိနေအဒီထဲမှာလည်းအနားယူထားတဲ့စစ်ဗိုလ်ချုပ်တွေနဲ့လက်ရှိရာထူးကြီးကြီးတာဝန်ယူထားတဲ့ဗိုလ်ချုပ်၁၁ယောက်တက်မင်းပါဝင်နေပါတယ်ကျန်းခါရေးပါတီကိုကိုစားပြုပြီးတက်နယ်မြေပြင်ဦးနယ်မြို့မှာစစ်ဗိုလ်ချုပ်အောင်မြတ်ထွန်းကိုကိုကျုံမြို့နယ်မှာညိုစောတက္ကသိုလ်မြို့နယ်မှာဦးမမအောင်ဥတ္တရတီတီမြို့နယ်မှာဦးတင်အောင်ဆန်းလက်ရှိသမရယုံဝင်ကြီးဌာနတဲ့ဝင်ကြီးရောဝန်ရောက်ရှင်ပြိုင်မယ်လို့သိရတယ်။ ီလိုချင်နေမှာစစ်ကောင်းဆောင်မြောက်လိုက်ကသူ့လက်အောက်ခံဘူချုပ်တွေကိုမဲပေးဖို့အတွက်အခုလိုလှည့်လည်မဲဆွဲနေအောင်ဖြစ်ပြီးရောစီးပင်ကြီးနဲ့ဝန်ထမ်းလေးချင်ရင်ကြောင့်ဝန်ထမ်းတွေကိုလည်းစေုပ်စုကတော့မဲပေးဖို့အစီအစဉ်ပြောကြားခဲ့ရဖြစ်ပါတယ်။ပြည်သူ့လက်မခံတဲ့2008ခြေဦးရလွတ်တော်တွေမှာစစ်တပ်ကိုယ်စားလှယ်တွေကို25ရာခိုင်နှုန်းနေရာပေးထားရတဲ့ဖြစ်မြောက်လိုက်လက်ထဲမှာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ရဲ့တင်ချက်တဲ့စီမံကန်တဲ့ချက်တွေကြောင့်စစ်ဘုံချုပ်အများအပြားပေါင်းရင်းနဲ့တန်ခိုင်ပါတီကရွေးကောက်ပွဲမစခင်မှာအနိုင်ရထားမှုတွေလည်းရှိနေပါတယ်။ဇလက်ပီမြောက်ရီမြို့နယ်တိုက်ပွဲများအတွင်း မြန်မာဘက်ကပြစ်ခတ်တဲ့ကြီးကထိုင်းနိုင်ငံအတွင်းသို့ကြောက်ခဲ့ပြီးအသက်69နှစ်နဲ့ထိုင်းနိုင်ငံသူတအူထိခိုက်ဒဏ်ရာကြီးတွေမကြာခဏကြောင်းနေမှုကြောင့်မြန်မာဘက်ကိုထိုင်းစစ်တပ်ကတရားဝင်ကန့်ကွက်စာပေးပို့ကေပြည်နယ်များတွင်မြန်မာမင်းလက်ပံကျင်းအနီးတိုက်ပွဲများအတွင်းမြန်မာဘက်ကပြစ်ခတ်တဲ့ကြီးကထိုင်းနိုင်ငံတွင်ကိုကြောက်ပြီးအသက်69နှစ်အရွယ်ထိုင်းနိုင်ငံသူတအူထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်နေတယ် ဒီဇင်ဘာတရနေ့ည9:35မိနစ်ချိန်မြန်မာနိုင်ငံဘက်ကနေဖြစ်ခဲ့တဲ့ကြီးစံကထိုင်းနိုင်ငံမဲဆောင်မြို့ဘက်ချန်ရှိကျေးရွာတွင်ကိုကြောက်ပြီး68နှစ်ရွယ်ထိုင်းနိုင်ငံသူမျိုးသမီးကြီးရဲ့ဘဲဘက်ချောက်ကိုထိမှန်တရရှိခဲ့ကြောင်းရှင်နောက်ထောင်းအန်နာပိုင်းကစိတ်ထိမှန်တရရှိရဲ့ထိုးမျိုးသမီးကြီးကိုတော့ချင်းရှူပြီးမဲဆောင်စီကိုတင်ပို့ခဲ့ကြောင်းသိရတယ်။မဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းစစ်တပ်ကမြန်မာဘက်ချန်ကိုတရဝင်ကန့်ကတ်စာပေးပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာလုံခြုံရေးပုံမတင်ကြထားကြောင်းသိရတယ်။ နိုဝင်ဘာ30ရက်နေ့ကလည်းမြောက်ရီမြို့နယ်မင်းလက်ပန်ဒီကိုစစ်တပ်ကအလုံးရင်နဲ့စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကို KK ဘတ်တွင်ကနေစစ်တပ်ကလည်းကောင်းမြောက်ရီမြို့ဆောင်တပ်295ကလည်းကောင်းလက်နက်ကြီးနဲ့ပစ်ကိုပေးခဲ့ကြောင်းမြန်မာစစ်တပ်ကပစ်ခဲ့တဲ့လက်နက်ကြီးမှာထိုင်းနိုင်ငံတွေကိုကြောက်ခဲ့မြန်မာရွှေ့ပြောင်းလူသမားနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းနိုဝင်ဘာ30ရက်နေ့ပိုင်းမှာလည်းမြန်မာစစ်တပ်ကပစ်ခဲ့တဲ့လက်နက်ကြီးကြီးတွေကထိုင်းနဲ့ကိုထပ်မံကြောက်တဲ့ဖြင့်ထိုင်းစစ်တပ်ကအသိပေးမိကြီးမြန်မာဘက်ကိုဖောက်ခွဲပစ်ခဲ့ခဲ့ကြောင်းသိရတယ် နိုဝင်ဘာလ30ရက်နေ့တိုင်းဘက်ကမြန်မာဘက်ကပြင်ခတ်တဲ့လက်နက်ကြီးချင်းအကြောင်းပြီးနောက်တောင်ရင်မြစ်ကိုဖျက်ခွေနေစက်ကိတ်တရားအလုံးကိုထိုင်အာနာပိုင်းနေကခုနှစ်ရက်တည်တည်ပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ10ရက်နေ့မှာတိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်နေဇလဘီပလဲနဲ့ပေါင်းမြနယ်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုစစ်သားနှုန်းသိမ်းဆုံးပြီးငောင်းတရားရစကိုင်းနိုင်ပလဲမြို့ပေါ်ကနေထွက်လာစစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ရစစ်သားငောင်းထိခိုက်တရားရှိခဲ့ကြောင်းပလဲမြို့နယ်ဘက်ကဖာတရင်တာဝန်ခံကပြောတယ်ဒီဇင်ဘာလ2ရက်နေ့မနက်09:26မိနစ်ကချင်းပလဲမြို့ကနေ ။မြောက်ကုန်းကျေးရွာဘန်ကုတ်ထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကိုပလဲမြို့အနောက်ဘက်မြို့ဝင်တရာအနီးမှာတော်လိုင်းတပ်ဖွဲ့တွေကပဒေသာမိုင်းနဲ့ဖောက်ကွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွေဂျပန်စစ်သား9ထပ်မင်းထိခိုက်ဒဏ်ရာပြီးတော်လိုင်းရဲဖွဲ့တွေထိခိုက်မှုရှိပြန်လည်ဆုံးခွာနိုင်ခဲ့တယ်။အလားတူနိုဝင်ဘာလ16ရက်နေ့ကလည်းပလဲမြို့နယ်မင်းတိုင်ပင်နဲ့နှောကန်ကြားရှိဂျပန်စစ်တပ်အထိုင်ကြားတပ်ဆွဲတိုက်ခိုက်ကင်ကင်ကိုတော်လိုင်းတပ်ဖွဲ့တွေကရှောင်းတခင်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရာဂျပန်စစ်သားတုံးသိဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူမကွေးတိုင်းပေါင်းမြို့နယ်တွင် စစ်ကြောင်းထုတ်နေတဲ့စစ်သားရဲ့မိုင်းနှင်မိပြီးနောက်ထိတ်ဆောင်ခဲ့ကြောင်း Justice Fighter ကြောင်းကြားတစ်ခွက်တောင်းရှိသူကပြောတယ်နိုဝင်ဘာလ30ရက်နေ့မနက်9:30မိနစ်ခန့်ချိန်ပေါင်းမြို့နယ်အတွင်းရှိကြာတွေကိုစစ်ကြောင်းထွန်းထွက်လာတဲ့အင်အားတရာကန်ပါစစ်တပ်စစ်ကြောင်းက Justice Fighter ပျောက်ကြားတပ်ဖွဲ့အထောင်တိုင်းမိုင်းကွင်းကိုဖျက်တမ်းသွားစဉ်မိုင်းနှိမ်ခဲ့ခြင်းဖြစ်တဲ့ထို့သောမိုင်းနှိမ်ပြီးစစ်သားနှုတ်တင်ဆောင်က၄ဦးထိခိုက်ဒဏ်ရာရှိပြီးစစ်တပ်စစ်ကြောင်းက၈၀မတိုးနိုင်တော့ပဲထိခိုက်ဒဏ်ရာရှိသူတွေကိုတင်ဆောင်ပြီးပြန်လည်ဆုတ်ခွာသွားကြောင်းထိခိုက်ဒဏ်ရာရှိခဲ့တဲ့စစ်သားတွေကို MI-17 ရဟိုင်းနဲ့မကွေးစင်ကိုပို့ဆောင်လိုက်ကြောင်းသိရတယ် အဆိုပါမိုင်းကွင်ကို Justice Fighter ယောက်ျားတစ်ဖွဲ့ကရဲဘော်တွေလုဆောင်ထားခြင်းဖြစ်ပြီးဒေါ်လာရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ဆလဘီမော်လမြိုင်မှာတောင်ဝိုင်းတောင်ပြုတ်ချမှုပေါ်ဝေဖန်တဲ့သာသနာ့နယ်ပေါင်းသာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္နာဇော်တီကိုစစ်တပ်ကလူဝဲလဲပြီးညှဉ်းပန်းနေစဲနိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှန်99ကကြီးနဲ့ဖန်စီမှုပွင့်မွန်ပြည်နယ်မော်လမြိုင်မြို့မှာတောင်ဝိုင်းတောင်ဖြိုချမှုပေါ်ဝေဖန်တဲ့သာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော် အရှင်ဆန္ဒဇော်တီကိုလူဝေလဲညင်ပန်းနေဆက်မှုရရှိနေအောင်ဆရာတော်ရဲ့တက္ကသကမချို့ကပြောပါရယ်နိုဝင်ဘာ29ရက်နေ့ညနေပိုင်းမှာတောင်ပိုင်းတောင်ဖြူစစ်တပ်ကိုဖြိုချနိုင်မှုပေါ်လူမှုကွန်ရက်မှာဝေဖန်တဲ့ post တွေတင်ကြမှုဖြင့်စစ်တပ်ကသာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော်ရှင်ဆန္ဒဇော်တီကိုနိုင်ငံတော်ကြီးညိုပြတ်စေမှုပုံမှန်95ကာကြီးနဲ့ဖမ်းဆီးလူဝေလဲအမှုဖွင့်ထားပြီးဆရာတော်ရဲ့မော်လမြိုင်မြို့ဈေးကြုံရွက်ကတောင်ပိုင်းရဲ့စေတဝန်ကျောင်းတိုက်ကိုလည်းစစ်တပ်ကဝန်ရောက်ရှာဖွေမှုတွေလှုံ့ဆော်ခဲ့ပါတယ် စစ်တပ်ကတောင်ဝမ်းနယ်ပြည်ဒုစရေဆက်ရန်ကြားကြီးနဲ့ဖြိုချခဲ့ခြင်းနဲ့ဖြစ်ပြီးရင်းသူဖြိုချမှုပေါ်ဆရာတော်ကမလုံတင်မလုံတိုက်တဲ့လောက်ရဖြစ်လူမှုကွန်ရက်ကတက်စင်ဝေဖန်ရေးသားတာပါတယ်။ဆရာတော်ကိုဖမ်းဆီးသွားပြီးနောက်ဆရာတော်ရဲ့ကျောင်းတိုင်းဖြစ်တဲ့မော်လမြိုင်မြို့ဈေးကျုံရက်ကတောင်ဝမ်းရက်ဈေးတော်ဝန်ကျောင်းတိုင်းကိုလည်းစစ်တပ်နဲ့အုပ်ချုပ်ရေးဖွဲ့တွေကထိန်းချုပ်ထားကြောင်းသိရတယ်။ဆလပ်ပင်စစ်ကောင်စီကိုဒေါ်လန်ရေးဒီအနယ်မှာလက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်တာအောင်ဆိုအနာသိန်းစကောင်စီကိုဒေါ်လာနဲ့၃လနှစ်အတွင်းမှာလက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်တာကြောင့်ဒီအနယ်လေထွေထွေတွင်ရမှုဘုံချုပ်တာဖုန်ကျော်ကပြောတယ်။ တဲ့တညာနေကိုဆင်စင်အတွင်မိုးကုံမိုးမိတ်နောင်ချိုဒီဘောမျိုးအပြောင်းအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ဒေသတွေကမြို့ပေါင်း၁၀ကျော်ကိုဒီအန်နလီကတင်ပိုင်နိုင်ခဲ့တယ်တို့တော့ကြည်မရှိဘတ်ဂျက်မရှိခြင်းနဲ့အသက်ပေးစမဲ့သူလဲပါလာပြီးတော့မိုးကုံနဲ့မိုးမိတ်ကိုအပင်းယူလုပ်ပြီးစစ်ကောင်စီနဲ့အပြည့်ရခဲ့တော့လေဘွဲကမပြီးရကြောင်းဘိုးချုပ်တာဖုန်ကျော်ကဆိုတဲ့ DNL နေဖြစ်ပမတော်လိုင်းဤဒီဒီမှာလိုက်မပါနိုင်ခဲ့တော့လေမိယာရှိန်နဲ့တစ်တုံညာနေကွန်ဆက်စင်နဲ့စစ်ကောင်စီကတော်လိုင်းကဂျိုးပန်းကကြောင်းလကောင်ကဆက်လက်ပြောကြားပါတယ် စေကောင်းစင်နဲ့ပီးယူလုပ်ပြီးပြည်ခရဲ့ဇဲလိုက်ရရဲ့ပေါ်ပေးဆက်နေတာသူတွေအလုံးကိုအနှုံညွတ်တောင်းမှကြောင်းလဲတီအန်အန်လီကဆိုတဲ့တီအန်အန်လီကပြည်စုပြူထောင်ကျွေးမွေးဆောင်ရှောက်ခဲ့တော်လိုင်းဖွဲ့များအနေဖြင့်မုံကုံမျိုးကိုပြန်သိမ်းခြင်းမြင်ကျင်ကြောင်းလဲပို့ချုပ်တာပုံကြောင်းကတိုက်တွန်းပါတယ်တသုံးညာနေခွန်ဆက်စင်အတွင်းမိုးကုတ်ဒီပေါ်ကြောင်းမဲနောင်ချိုမိုင်းလုံးမိုင်းကော့မိုးမိတ်နမ်ဆန်မန်တွန်ကိုခိုင်နမ်ခန်းနမ်တူစားရမျိုးတွေကိုတီအန်အန်လီကသိမ်းပိုက်ခဲ့ပါတယ် ဆဲကောင်ဆဲပြန်လဲထိုးစစ်တဲ့တိုက်ခိုက်မှုအကြောင်းကြောင်းမဲနောင်ချိုးဒီဘောကိုလည်းတရနယ်လီကလက်လွတ်ခဲ့ရပြီးလေကြောင်းပုံကျဲမှုတန်ကြောင်းမိုးကုန်းနမွေမျိုးကိုစစ်တပ်ကထံစစ်တပ်ထံပြန်လဲပေးရခဲ့ရတယ်။ကြာရှိနေမိုင်းလုံးမိုင်းကောနမ်ဆန်မန်တွန်ကိုခိုင်နမ်ခန်နဲ့နမ်တူမျိုးတို့ကိုတရနယ်လီကဆက်လက်သိမ်းပိုက်တင်ကြောက်ထားပြီးဒေသဖွံ့ဖြိုးရေးအုပ်ချုပ်ရေးလည်းပြန်နေစေဖြစ်ကြောင်းသိရှိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။